ပကိုးမြို့မှာဆိုင်ကင်နဲ့ဖုံးကိုဓားထောက်လူရဲသူနှစ်ဦးအားဖမ်းမိဒီပြပြကြီးကတော့ပကိုးမြို့မှာဖြစ်ပွားခဲ့ပြီးဇွန်လ16ရက်နေ့မနက်9:00အချိန်ကအောက်တာမြို့9ရက်ကွက်မှာဆိုင်ကယ်ကယ်ရီမောင်းသူကိုနေလင်းအောင်ကိုအမိမသိခီးတဲ့အမျိုးသားနှစ်ဦးကဆိုင်ကယ်ကယ်ရီလိုက်ပို့ခိုင်းခဲ့ပြီးတော့လူရဲခဲကြတာလည်းဖြစ်ပါတယ် ဥဒ္ဒါမျိုးတင်9ရက်ကောမှာဇလက်ထုံကိုသွားတဲ့လမ်းရောက်မှာတော့အသက်40ကျော်မျိုးသားမှာဓာပင်ထားပြီးကိုနေလင်းအောင်ရဲ့ဆိုင်ကယ်နဲ့ဆန်ဆောင်ဖုံးတို့ကိုလူရက်သွားခဲ့တာလည်းဖြစ်ပါတယ်တရခံဖန်းစီရမိရေးတို့တာဝန်ရှိသူများကလိုက်လံစုံစမ်းရမှာတော့ဆိုင်ကယ်လူရဲခင်းတဲ့သူတွေမှာအသက်55နှစ်ရွယ်ခင်မောင်ချင်းဘရုံမာဆောင်နေသူနဲ့အတူပါလာသူအသက်16နှစ်ရွယ်အောင်ဦးနှင်းစီဆောင်နေသူကမာနဲ့ကြီးရွာဘကိုးမြို့နေထိုင်သူနှစ်ဦးတို့အားနေ့လေ3နာရီကျော်ချင်းကတနက်ပင်မြို့ထွက်မှာဖမ်းမိခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ် အခုနောက်ပိုင်းမှာခိုးဆိုးလူလိုက်တွေကအရင်ပဲတောင်းကျန်လာတာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးလည်းပိုပြီး view site ကြပါလို့မှာကြားလိုက်ပါတယ်မြန်မာမူကြီး channel လေးကိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးလည်းပြီးရင်အားလုံးကနေကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်နောက်များမှာလည်းသတင်းတွေကိုတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါဦးလို့တောင်းဆိုလိုက်ပါတယ်ကျွန်တော်တင်ဆက်ပေးနေတဲ့ video လေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ